ရိတ်သက်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Japan Audiobook Channel လေးကနေချုပ်ဆိုလိုက်ပါရနော်။ဒီနေ့မှတင်ဆက်ပေးမယ့်စာရင်းလေးကတော့စာရင်းဆရာမင်းရွှေတိန်ရေးသားထားတဲ့တော်ရမြေမှာလွမ်းတက်နိုင်ဆိုတဲ့စာရင်းလေးရဲ့အစားဆုံးကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။စာရင်းလေးမစတင်ခင်မှာတော့ကျမတို့ Channel လေးကိုလည်း Like Subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။တော်ရမြေမှာလွမ်းတက်နိုင်တော်ရမြေဖြစ်တော့တောင်မဲသူမဟုတ် ကျွန်တော်တို့ခြေချမိလိုက်တာနဲ့မျောမဆုံးတော့တော့စိမ့်ပြရောင်ကန်နာရလွန်ပြကြည့်တဲ့ရောက်သွားတဲ့ကဲ့သို့ခန်းစားလိုက်ကြပါတယ်အနောက်ဘက်မှာတော့ကော်ဖီရောင်ညုံညင်းညက်လိုက်များဘောင်ပင်ခက်လျက်ရှိသောမုဒ္ဓမပင်လေကွေများရဲ့အပြာပိုင်းစစ်တောင်းမြေဝဟိုအရှိဘတ်မိုးကိုဆော့ပိုင်းတွင်မူကေလာတတောင်းတန်းရဲ့ပြာမမုံပုံရိပ်တန်းနဲ့မြင်းခွေမြင်းကောက်ပုံတရံရွာစဉ်တော်ရန်တို့ကလည်းဝိုးတိုဝါတာမှုံပြပြအဲ့ဒီမြင်းခွေနှစ်ခုကြားမှာ မျက်စိတစုံကြည့်ပြောလာတော့ကိုင်းတော်မျက်ရိုင်းနဲ့နတ်စပါးပင်တို့သာဖုံးလွှမ်းလျက်ရှိတဲ့တောင်မန်းမြေပေါ်တို့ကျွန်တော်တို့ရောက်ရှိနေကြခြင်းဖြစ်ပါတယ်။မြေအစ်ရေအစ်မှာတို့ရဲ့လုံလောက်ရီယာအစ်တွေနဲ့ခွန်အားစိုက်ထုတ်ပြီးခါတိုင်းထက်အစပေါင်းများစွာ လုံရကန်ရတော့မယ်ဟေ။ကန်ကန်လန်းလို့စိညနေစာလေချက်ပြုတ်ရအောင်မှာဆိုတော့ဟိုကောင်မောင်းပြီးမင်းနေခဲ့ပြီးထမင်းချက်တာကြားလား။တို့လေးယောက်ကတော့ယာယီတဲထုတ်ဖို့အတွက် တို့ကျိုးတန်းရွာသွားပြီးတောင်ထမ်းဘက်တို့ဝါတို့တဲ့မယ်ကွာရင်းမြေနေထားလည်းမကျွမ်းသေးတော့မိုးမချုပ်ခင်ပြန်ရမှဖြစ်မှာကွာအဖွဲခေါင်းဆောင်အဖြစ်ကျွန်တော်တို့အတိအမှတ်ပြုထားကြတဲ့အဘနိုင်ထွန်းရဲ့အစီအစဉ်ဖြစ်ပါတယ်ဤကဲ့သို့ခေါင်းဆောင်အဖြစ်အတိအမှတ်ပြုရခြင်းမလဲကျွန်တော်တို့အထက်မှာအဘနိုင်ထွန်းဟာအသက်အကြီးဆုံးဖြစ်ပြီးလေယာဉ်ပိုင်တလက်များမရှိတဲ့အတိုင်းဘဝစဉ်ဆက်ကပဲလေသူရင်ကတဲဆောင်ဘဝဖြစ်ကြီးပြင်းလာသူ လဲပါရှင်တို့ရဲ့လဲလေးတစ်ခုပြီးတစ်ခုပြောင်းကလဲလုပ်ငန်းကိုတော့အောက်ခြေတိန်လောက်ကလာသူဖြစ်ပြီးမြေကြီးကိုနှမ်းကြည့်ရှာပြေးတိုးကြည့်ုံများမြေကြီးရဲ့အချင်းထက်အငံတက်အတိုင်းတာကိုတက်ကနေပြောနိုင်သူဖြစ်တယ်လျာလဲပါရှင်တို့ရဲ့အားကိုရာပါရမီရှင်ဥဆိုရလေမှားမိမဟုတ်ပေဒါကြောင့်လေမိုင်ပေါင်းများစွာဝေးကွာလာတော့ကိစ္စကရိယာမှာမိသားစုဝင်များကိုယာယီထားရခဲ့ကြပြီးဤတော်ရမည် တောင်မဲတို့မြေတီထွင်ရင်စိတ်တူကိုယ်တူရောက်ရှိလာကြတော့ကျွန်တော်တို့ဘက်မှာအဘနိုင်ထွန်းအောင်အလိုအလျောက်ခေါင်းဆောင်နေရာကို ရရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။ရှင်းရှင်းပြောရရင်အဖွဲ့ဝင်၅ယောက်ထဲမှာတော့လေယာလုပ်ငန်းနဲ့ပတ်သက်ပါကကျွန်တော်အမူချိုဆက်လောက်တာရှိတယ်လို့ဆိုရပါမယ်။တက်မတော်တဲ့၁၀နှစ်ကျော်မြောက်တာဝန်ထမ်းဆောင်ပြီးနောက်စေးပင်စင်ပြေထွက်လာတော့ကျွန်တော်ဟာရွာမှာရှိတဲ့ငွေအစားဖြစ်သူခင်တန်းမြင့်အောင်လက်ထက်ရဂရီကဝတ်ပေးထားရတဲ့စပားပွဲစားတယောက်နဲ့ ်ခိုးရလိုက်ပြေးသွားခြင်းကြောင့်အသေးကွဲဝေဒနာခံစားရက်ရှိသည့်ကတကြောင်နှုတ်ကပင်ဝါဇနာပါသောလဲလုံငန်းအောင်အောက်ချင်မှဆ ாய் ၍တင်ယူရန်ဆုံးဖြတ်ထားသည့်ကတကြောင်တို့ကြောင့်ရွာတို့လုံးဝမပြန်တော့ပဲခေစားခေဒီရွာမှာပဲအသေးကွဲဝေဒနာ ကုစားရင်လဲသူရင်ကဝင်လုံးနေခြင်းဖြစ်ပါတယ်အဲ့ဒီလိုလဲသူရင်ကလှုပ်ရင်တနည်းခန့်အကြမှာတော့တက်မတော်တဲ့ရှိစဉ်က ကျွန်တော်ရဲ့တက်ဆုမှုဖြစ်ခဲ့ဘူးသူဘိုးကြီးတယောက်ဟာမြို့နယ်အုပ်ချုပ်ရေးဘက်သို့ပြောင်းရွှေ့သွားပြီးနောက်ကျွန်တော်နဲ့ပြန်လည်ဆုံတွေ့ကြရာ သူ့တာဝန်ချူထားရသောမြို့နယ်ထဲမှာဧကပေါင်းထောင်ကြီးပြီးတောင်တက်များထုံးနေသောမြေရိုင်းများရှိကြောင်းတစ်နှစ်ပြီးတစ်နှစ်စစ်တောင်းမြေနဲ့ပါလာသောမြေဩစာများအထက်ထက်နဲ့ဖြစ်၍ရေမငန်စီရန်လက်တက်ဝိုင်းပြီးတော့စပားဆိုင်မီဆိုပါက အလွန်လင်းမြန်စွာဖြစ်ထွန်းအောင်မြင်လိမ့်မည်ဖြစ်ကြောင်းဆန္ဒရှိရင်စိတ်ဝင်စားပါသူ လေယာမဲ့များခေါ်ဆောင်ရေးသူစီလာခရင်ဖိတ်ခေါ်ခဲ့ပါတယ်။သွားလို့ကြမယ်ကွာဘာဖြစ်လို့မလုံနိုင်ရမှလဲအခုလဲသူများလေတွေမှာတဝန်းစားတွန်ခံဘွားနဲ့တားဆင်မြစ်ဆက်လုံရည်သေးရတာပဲဟာဘာထူသေးလို့လဲတို့ရဲ့ပေါတုခေါ်ပြလောက်ရဲ့ဧကများကြီးမဝိုင်းနိုင်ပေမဲ့တပိုင်းတနိုင်ဝိုင်းလိုက်ရင်တော့နှစ်ချင်းမှစပားဆက်လို့ဖြစ်မှာသေးချရဲကွာခြေကုပ်ရပြီးမှတနစ်ပြီးတနစ်တိုးချက်ဝိုင်းသွားလို့ကတော့အများဆုံး9နှစ်10နှစ်ပေါ့ တို့ဘယ်တော့မှအိမ်မက်နဲ့တောင်ထဲမမက်ခဲ့ဘူးတဲ့လေပိုင်ရှင်ဘွားရဖို့အသာလေးပဲတို့ရဲ့ပေါတူးကောပြတက်ချက်ချင်းဟာတို့ပါဆံမဲ့လဲနေမဲ့ရဲ့တကန့်ဖြည့်ရစီမဲ့ကွာခြားခြားဆိုရင်ပထမဦးစွာတဲနေချင်းမှာတော့လေဦးစီလောက်ကနေတော့အဖနိုင်တွန်းနဲ့တိုင်ပင်ကြည့်ရမှာဝမ်းသာအာရနဲ့လက်ကမောင်ထပ်ခတ်လာတော့အဖနိုင်တွန်းကိုကြည့်ကကျွန်တော်ပါအသက်လာခြင်းဖြစ်ပါတယ်ဒါကြောင့်လေ ကျွန်တော်တို့စိတ်တူကိုယ်တူ900တို့ဟာလက်တက်ဝိုင်းရံအတွက်စိတ်တက်ပြင်းပြင်းခေါ်အားပြည့်ပြည့်နဲ့တော်ရိုက်မြေတောင်မဲတို့ရောက်ရှိလာကြခြင်းဖြစ်ပါတယ်။မုံလဲချိန်လုံ၍ကြဲကြဲတောက်ပူလဲရှိသောနေရဲ့အပူရှင်ပင်ရော့ကြလျက်ရှိပါတယ်။တောင်ထပ်ပန်းနဲ့ဝါးများတရံထွက်သွားကြသောအဘနိုင်သူတို့လျောက်အတော်လန်းလန်းလိုရောက်၍မြန်ရိုင်းတော်တို့တိုးဝင်ပြောက်ွက်သွားပြီဖြစ်တော်လေကျွန်တော်အတွင်းများမှာလုပ်ငန်းကိစ္စများဖြင့် တစ္ဆာမဲ့သွားတော့ငယ်ချစ်ဦးခင်တန်းမီရဲ့ကျွန်တော်အဆုံးမြတ်ခဲ့ရခြင်းအကြောင်းရင်းများကိုတွေးမဆုံးအောင်ရှိနေစေပါဒါပေမဲ့ထမင်းချက်ပြုတ်ရတဲ့အလုတ်ကရှိသေးတဲ့အပြင် အချိန်ရရင်တဲထုတ်ရမယ့်နေရာမှာမြန်ရိုင်းတော့ကိုရှင်းရပေဦးမယ်မြင်ညစ်ရအောင်မဖြစ်တာကြောင့်ရှေ့လျတော့အသွေးများကိုတည်ကနေဖြတ်တော့လိုက်ရပါတယ်ထမင်းချက်ရမည်ဆိုပါကထင်းကိစ္စရေကိစ္စတို့ဟာခေါင်းနဲ့ရလာပြန်ပါတယ်ဤကဲ့သို့ပင်လယ်ကင်းစံမြန်ရိုင်းလွပြင်းထဲမှာ ရေချိုးရရဆိုဒီမှာလွယ်ကူလက်မိမထင် မိုးရင်ကာလာဆိုရင်ပင်လယ်ရေအမြဲတမ်းဖုံးလွှမ်းနေသောတောင်မြေဖြစ်တာကြောင့်ရှင်ရံမြောင်းငယ်များရှိတဲ့အတိုင်းရှင်ငံတို့ဖြစ်တာအတိဖြစ်နေရမှာသိကြပါတယ်။ထင်းရရှိရေကိုမူပူစရာမလိုပါ။ဟိုပင်လယ်ကမ်းဆက်ဘက်မှာသမဲ့ပင်နှများ ကျူတူကျဲတဲ့လမ်းမြင်နေရရာဘလိုပင်ဆိုစေ အခုလိုပူပြင်းတော့တပေါင်းလာထဲမှာတော့အကိုင်းချောင်းအပင်ချများရရှိရန်လွယ်ကူကြောင်း ကျွန်တော်သိနေပါတယ်ရေချိုရှာရန်အတွက်ပလတ်စတစ်ဘုံးလွန်လွဲကဓာတ်သလက်ဆွဲပြီးမြက်ရိုင်းတော့တဲ့အတော်ကြောင့်တိုးလာပြီးအောင်ကျွန်တော်ထပ်မံ၍စားပွင့်တက်နေသောပတ်ကြားအပ်လွင်ပြင်လေးတစ်ခုအားဖြတ်တန်းခဲ့ပြီးတော့လေလူတရက်ကြော်မြင့်သောကိုင်းတော်ကြီးကစီးကျုပ်လျက်ရှိပါတယ်အဆိုပါကိုင်းတော်ရဲ့တိုးဝင်လာစင်မှာတော့ရှင်မလန်းမကန်းနေရာမှာစုညံစွာအော်ဟီ၍ဝေါကနေထပြန်သွားကြတော့တိတိတူးငံအုပ်ကြောင့်ကျွန်တော်စိတ်တည်းပျော်သလိုဖြစ်သွားပါတယ် အခုကဲ့သို့ပူပင်သောရာသီမျိုးမှာနေဆောင်၍အနောက်လေပြန်ချိန်ရောက်လာပါကတစ်တူတူငတ်များရေစင်းတောက်လေရှိတာကြောင့်ရှေ့မှာရေချိုရှိလိမ့်မယ်လို့ကျွန်တော်ရိပ်မိလာခြင်းဖြစ်ပါတယ်။မှန်ပါတယ်။ကိုင်းမေတော်ဆောင်၍မြန်ရိုင်းပင်အနေများသောကွက်ကြားပေါက်လေရှိသော နေရာရောက်မှာတော့လှဲဘိန်းနှဘိန်းစာမြောင်ကျဲ့သော ရှေ့မျောမျောရေအိုင်တအိုင်ကြည်လင်သောရေမျက်နှာပြင်ပေါ်မှာတော့ရေချိုလိုက်တာပရောက်တဲ့ကြာရိုက်အချက်များကရေအိုင်တဝက်ကနေရာယူထားတာကို တွေ့ရပါတယ်။မိုးရသည့်ကုန်ပြီးနောက်ဒီရေဆုတ်ခွာသွားပြီးမှ နောက်ကျရွာသောမိုးရေများတင်းနေရဲ့ရေအိမ်ဖြစ်ကြောင်းကျွန်တော်သဘောပေါက်သွားပါတယ်။ဒီရေအိမ်ဘေးမှတင်တဲဆောက်ပြီးအခြေချပါကအလွန်စီပြေလက်မြဖြစ်တာကြောင့်ပလတ်စစ်တဘုံကိုချထားခဲ့ပြီးထင်းခုတ်ရန်ကျွန်တော်ဆက်ထွက်ခဲ့ပြန်ပါတယ်။ရှေ့တွင်မြင်နေရတဲ့ပင်လယ်ကမ်းဆက်နဲ့နီးလာတဲ့အရှောင်းနုံးမြေပြောစစီနဲ့နတ်စပါးပင်တို့သာနေရာအနှံ့မှာနေရပါတယ်။ဒူးစင်နီပါတိ ကျုံလျက်ရှိတဲ့နှုံးမြေပေါ်မှာဖြစ်တန်းလာစင်မှာတော့ရွှွန့်လွန်တဝက်ဖုံးကတဝက်ပေါက်နေသောတိတုတစ္ဆာများအားတွေးရှိရာရာကျွန်တော်ရဲ့ခြေလက်များတုတ်ကနေရက်သွားပါတယ်။ဘာတွေလဲ။ဘဲကတိတုစအပိုင်းတွေဒီနေရာမှာရောက်နေရလဲ။မလန်မကန်နေရာမှာလဲတန်ချေတက်ကစကားပေါက်ဖြစ်နေသောတွပြတပိုင်းအဲ့ဒီတွပြအားကျွန်တော်ရဲ့ဓာပြေကလော်ရီဆွဲလန်လိုက်ရ။ဟာဒါဒါတသားရက်တူတခုပဲ။ သစ်သားရုပ်ထုတစ်ခုပဲရှင်တော်ထဲမှာတုံးလုံးလက်လျက်ရှိသောရုပ်ထုအားကောက်ယူပြီးတော့ဓာတ်အုပ်ဖြင့်ရှင်ဖတ်များကို ချစ်ချနေခြင်းမှာပဲရုပ်ထုရဲ့တဏ္ဍာကပိုရေးပိုရေးပေါ်လင်လာဒီမှာအလွန်အောဖွယ်အားကောင်းလာပါတယ်။လက်ရမြောင်အသက်ဝင်လာသောရုပ်ထုရဲ့မျက်နှာပုံချဟာချော်မော်လာပါသောမိမပြုတ်တူရဲ့အတွင်ပေါ်လင်လျက်ရှိပါတယ်။ကိုလုံးရဲ့တဏ္ဍာကလည်းသွေနွဲ့နွဲ့ဟန်နဲ့အဖို့အတန်းအရှိုက်အဟိုက်တို့ကိုအချိုးကျစွာတွေ့နေရပါတယ်။နှစ်တောင်ခတ်တာရှိသော မိမပြုတ်ရုပ်ထုဖြစ်ပြီးစပင်ပုံကုံမှုအနုစိတ်ထုစစ်ထားတူပါတယ်။ရှေးခေတ်နန်းတွင်သူတို့ရဲ့ထုံးဖွဲမှုအတိုင်းအခွေအနွဲတို့ဖြင့်ဖုံးဖော်ထားခြင်းဖြစ်ပါတယ်။ရုပ်ထုအားစင်းကွက်ခွာလိုက်ကြည့်နေရင်ဗဇက်ဟကမျက်လုံးပြွတ်ထွက်မတတ်အံ့အားတင်သွားစေသောအရာတစ်ခုကကျွန်တော်အားညှို့ယူဖန်ဆာနိုင်လိုက်တယ်လို့ဆိုရပါမယ်။အဲ့ဒီရာဟာရုပ်ထုရဲ့ညာဘက်လက်ပါမလားပဲလက်မောင်းချင်းမှာတော့ငုံတစ်တီးပြတ်တောက်နေချင်းမှာပဲ။ထိမိခိုက်မိ၍ ကျိုးသွားတယ်ဆိုလားဘေးတော့ဝိုင်းရှာကြည့်ပြန်တော့လေဒဇွန်တဆမှမတွေ့ရပြစ်တော့သွားချင်တော့မဖြစ်နိုင်ပါအဖေးချောင်ဆိုတော့လက်မောင်းရင်နေရအောင်တေချစွာပုတ်တိုက်ကြည့်ပါကကျိုးထားဖက်တာတော့အရာမျိုးမဟုတ်ပဲထုလုပ်စင်ကပဲလက်တစ်ဖက်အားတမင်ချန်ခဲ့ဒီလားမဆိုနိုင်တေချစွာဖျက်ထောက်ထားတာကိုအထင်ရှားတွင်းနေရခြင်းမှာအံ့ဩဖွယ်ရမယ်မဟုတ်ပါလားကျွန်တော်အနေနဲ့ဒီမိမ့်မပြုတ်ရုပ်ထုနဲ့ပတ်သက်ပြီးကြာရှည်စွာအံ့ဩမနေနိုင်ပါတမန်တော်သားဘွားနဲ့ တိုင်းသားများနေထိုင်တဲ့ဒေသများမှာအနေကြလာသူဖြစ်တဲ့အလျောက်ဒီတိတုတ်တစ္ဆာများသူပြားအဆွေနဲ့ရုပ်ထုတို့ဟာကြည်ုံများနဲ့နှက်ကုန်းနဲ့ယုံကြည်ပသသူတွေရဲ့အလေးထားတဲ့နေရုပ်တို့သားဖြစ်ကြောင်းခောက်ချက်ချပြီးသားဖြစ်ပါတယ်။အဘနိုင်သူတို့ကိုအတိပေးရမည်ဖြစ်ပါတယ်။ငကိုကပင်ရိုးရာနဲ့နဲ့ပရလောကအောင်အလွန်ကျုံယုံကြည်ကြသူများဖြစ်တာကြောင့်ဤနှက်ကုန်းပြက်နဲ့လက်တစ်ဖက်ဖြတ်နေရုပ်ထုတို့အားနမိတ်ဆိုးတပွဲတွင်းမိလိုက်ကြပါက ျွန်တော်တို့ရဲ့လက်တစ်ဖော်မြင်လုပ်ငန်းစက်တက်သွားမည်ကိုလည်းစိုးရင်ရပါသေးတယ်။ဒါကြောင့်နှဲ့ရုပ်နဲ့သူပြားစားတို့ကိုနှက်စပါတော့တဲ့နှုံးမြပြေလောအောင်ဖုံးခဲ့ပြီးနောက်တိတုတ်တစ္ဆာမြောင်ထမ်းပြီး GIC တို့ ပြန်ခဲ့ပါတော့တယ်။အဖနိုင်ကျွန်းတို့ပြန်လာချိန်မှာတိတုတ်တစ္ဆာမြောင်အလုံးအတွင်ရောက်ရှိသွားရုံနာမကထမင်းတိုးနဲ့ဟေးကျုံငပိရုံများပါအဲ့ဒီထင်းများပြေချက်ပြုတ်၍ပြီးစင်းနေပြီဖြစ်ပါတယ်။ GIC ဘေးမှာပဲတဲဝိုင်ထိုးလိုက်ကြရအောင် ဓာတ်ကောင်ချိန်ဒီမှာကျွန်တော်တို့ပဲလုံခြုံစွာနဲ့အေးအဝင်ဖြစ်ကြပါတယ်ခရီးကလည်းပန်းဝမ်းကလည်းပြည့်ပြီဖြစ်တာကြောင့်ပင်လယ်လိုင်းတန်တငယ်ငယ်နဲ့ခဏလေးမှပဲအိမ်မောကျသွားပါတယ်ဆိုခဲ့တဲ့အတိုင်းကျွန်တော်ကစစ်သားဖြစ်ခဲ့ဘူးချင်းကြောင့်နတ်မျိုးမျိုးနဲ့နန္နာဘဝများကို အခုထိတိုင်ရုံကြည်သူမဟုတ်တကယ်သူနေကင်းဘက်ကတွေးရှိခဲ့ရတော့လက်တစ်ဖက်ပြန်မိမပြိုနေရုံနဲ့ပတ်သက်၍လဲဆိုဆုံမြဥပါဒံမဆွဲလဲမဲစိတ်ကြည်လင်စွာဖြင့် ိတ်ခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်အိမ်ပေါ်ကျနေစဉ်ခြောက်ချားဖွေရာကောင်းတော့အိမ်မက်ဆိုတခုအားမြင်မက်လိုက်ရပါသေးရဲ့။အိမ်မက်ထဲမှာတော့အထက်အောင်ပိုးဝစ်စုံအစင်းရောင်နဲ့ချုံမောလာပါကြက်တီရှိလာတော့မင်းသမီးတယောက်စိန်ကြဝရံများအပြင်ပလဲလဲဆွဲထက်ထက်ပါဝစ်စင်ထားရမှာပြို့ပြို့ပြက်ပြက်အရောင်လင်းလျက်ပေါ်လာပြီးကျွန်တော်အားစိုက်ကြည့်ကလက်ညိုးငေါ့ထိုးရှံတွင်းနေခြင်းဖြစ်ပါတယ်ထို့သောလက်ညိုးဟာဘဲဘက်လက်မှဖြစ်ပြီးတော့ ညာဘက်လက်တစ်ဖက်ကလက်မောင်းရဲ့နေရာမှာငုံတစ်တီပြတ်တောက်လျက်တွေ့နေရပါတယ်။မင်းမဘီလိုငါ့ကိုထားပစ်ခဲ့ရလဲ။မင်းမကျင်နာစိတ်တနာစိတ်တွေရောရှိရလား။ကြုံစိန်မျိုးကနေငါမျောလာကြပြီဟာ။ငါလဲငါမျိုးပြန်ချင်တာပေါ့။ငါ့ကိုဒီဖုံးဆိုးဧကထဲမှာဘလောက်ကြကြပြစ်ထားအောင်ပါလဲ။ငါ့ရဲ့မောင်တော်ကွန်ပလိုင်းငါ့ကိုဘလောက်မျောနေမလဲဆိုတာရော မင်းသိရလား။ငါ့ကိုကြုံစိန်မျိုးအရပြန်ဖို့ပေးပါ။ငါအလွမ်းနေထောတာဖြစ် ပြောင်းလဲမသွားခင်မှာ။ ို့ပြန်ပို့ပေးပါနောက်ခုနှစ်အတွင်းမှာမင်းမပို့ရင်တော့မိကုံးငွေလားမြေမုံလားဆိုတာကိုအတက်မပြောနိုင်တော့လေအခိုးငွေဖြူဖြူများတဲ့မှာမင်းသမီးဝက်စုံနဲ့မင်းမပြိုလျက်ပုံရိပ်ကတက်ပြေးပြေးပျောက်ခဲ့သွားတယ်ဆိုတာပင်ဇကောချက်အရွယ်များရှိတော့ပောင်းရည်များထောင်နာကြကရဲစာမှန်ပြီလေရှိကြပါတယ်အေယာမမွေးဟောက်ကြီးများတကောင်နှကောင်ဆယ်ကောင်ဟာအများကြီးပက်ပက်လေဝိုင်းလို့ပါလားမျက်လုံးများကလည်းရှာမိကဲ့သို့ ဝဝင်တော့အဆွေကွေးများဖွဖွေးလက်နဲ့မန်ဖီနာမုတ်တံများရှူးရှူးရှဲပါပဲကျွန်တော်တည်းရှော့ခနဲ့ရှော့ခနဲ့ချင်းကလာချိန်မှာတော့အတန်ရဲ့အော်ဟစ်တော်လဲလေပဲညှက်ထားတကယ်တို့ဖြစ်နေခြင်းကြောင့်ကျွန်တော်ကထွက်မလာထွက်ပြေးရန်လှုပ်ရှားလိုက်ပြန်တော့လဲခြေလက်ထိခါထားတကယ်တို့အနှဲငယ်များလုံမြပြီဟာဟာထားချစမ်းမွေးမွေးဒိုးရိုက်တဲ့ကိုဘွားဖြစ်သွားကြတာတကောင်မိတကောင်မဲခွထုံမြန်မြန်ထုံးစမ်းလက်လိုက်တယ်မိလဲထိုးထားကြ ကျွန်တော်ရဲ့အိမ်မက်ကမဆုံးသေးတော့လေအဖနိုင်တော့ကအလန်တကြအော်ပြောတဲ့နယ်တူလှလောက်ရှာဖြစ်သွားခြင်းကြောင့်ကျွန်တော်ပါအိမ်မက်နေရာမှာလန်လို့သွားပါတယ်တကူလုံးဇောရွှေများနေ့နေ့လျက်မှာလက်နေတမီကိုစီနဲ့စက်တိုက်ရှာဝေးကြရာဝင်းမဆူထားနဲ့တီကောင်တကောင်လေးများမတွေ့ရပေအဖနိုင်တော့လေကျွန်တော်ကဲ့သို့ပဲထမင်းလို့တစေချသလိုအိမ်မက်ပြီးခရောင်ကလန်ထောက်ချင်တာဖြစ်ပါတယ်ဆေးလိတ်ထိုင်ပေါ်နေလိုက်ဒီမှာမိုးစစ်စင်လင်းထင်မိဖြစ်ပါတယ် ကျွန်တော်ဟာရုတ်တရက်ကင်းမလာတော့နတ်ဆုံးကဝေတက်စိတ်တရေများနဲ့ပတ်သက်ပြီးဘလို့ပဲအယုံကြီးမရှိသူဖြစ်တော့လေလက်တစ်ဖက်ပြန်နေရုတ်ထူအားဝဲ၍နတ်ကုန်းပြတ်သူတည့်အတူစများကိုထင်းအဖြစ်အတုံးပြလိုက်တော့ညမစကညရင်မကြပြီဆိုရင်ခြောက်ချားဖွဲ့ရာအိမ်မက်များကိုမြင်မက်ပြီးတော့လန်နုလာခဲ့ရတဲ့မှာ သုံးညတိုင်းပဲရှိပါတယ်ဥပဒေအစွဲတမျိုးညှို့ရဖက်ဆခြင်းခံရရတယ်လို့စိတ်ရောကိုပါရှင်လဲတက်ကြခြင်းများလုံးဝမရှိတော့တာကြောင့် ဒီတော့ရမည်မှာထွက်ပြေးရမှာ တွေးလျက်ရှိပါတယ်။ဒါကြောင့်လည်းကျွန်တော်ရဲ့လောရများကိုကြာရှည်ဖုံးကန်ထားရင်မသိတော့ကြောင်းထင်လာရမှာခေါင်းဆောင်ဖြစ်တဲ့အပနိုင်တော်အောင်ဖွင့်ပွင့်လင်းလင်းဖွင့်ပြမီလာရုံသားမကနဲ့ရုပ်ထုကိုပါတဲစီတို့ယူလာပြီးပြလိုက်ပါတယ်။သိကြတယ်။ဒါနဲ့ရုပ်ထုပဲကွာ။လူသူမရှိတဲ့ဒီတောင်မီပေါ်ရှောင်းနေရကြောင်းထူးဆန်းတယ်လို့လေပြောလို့မရသေးဘူး။ရေချောင်းတွေရဲ့တပါဝါကတစ်ဖက်ကကမ်းပြိုရင် စက်ချစ်ဘက်တစ်ဖက်မှာတော့တောင်ထုံးလာထုံးဆက်မယ်လေဟိုအနောက်ဘက်ကဝေါမြွနယ်ဘက်ကကမ်းတွေပြုတ်လို့အဲ့ဒီရှေ့ဘက်ကမ်းမှာတောင်လာထုံးတာပေါ့ကွာဒီတိုင်းဆိုရင်တော့မိုးထွင်းဘက်တုန်းကဟိုဘက်ကကမ်းပြုတ်ရင်နှက်ကုန်းမှာမျောလာပင်အဲ့ဒီဘက်ကမ်းမှာလာတင်တာတေးချနေပါပြီဒါဆိုလွယ်လွယ်လေးပဲအိမ်မက်ထဲရတိုင်းနေရုပ်ထုကိုသူ့နေရာပြန်ပို့လိုက်ရင်ပြီးနေရပဲဟာအစွဲလန်ထားမနေကြပါနဲ့ကွာနေနေပါဦးအဖရဲ့ ပြန်ဖို့ရအောင်သူပြောတဲ့ကြုံစိန်မျိုးဆိုတာရောကြားဖို့လို့လားဘယ်ကိုပြန်ဖို့ရမှလဲမသိတာကျွန်တော်တော့ယူးချင်သူတော်ဖြစ်နေပါရင်အဖအေးအေးဒါလည်းဟုတ်သားပဲကြုံစိန်မျိုးဆိုတော့ရှေးခက်ကမျိုးလားမှမသိတာစာတက်ပြီးတဲ့ဘုသူတော်ရှိတဲ့ပုဂ္ဂိုလ်တယောက်တော့ပြောပြနိုင်မလားမသိပါဘူးဟုတ်ပြီငါသတိရပြီကန်ကန်မောင်ပေမင်းကလည်းလိုက်ခဲ့ကြားလား တိုကျိုတန်းရွာမှာအငင်းစာကျောင်းဆရာကြီးတယောက်ရှိတယ်ကွာသူ့ကိုမေးမြန်းကြည့်လို့သူမသိတာတောင်အခြားပြောတဲ့ပုံကိုယ်လေးစီညွန်ပြနိုင်လိမ့်မယ်ထင်နေပြောနေကြတယ်ကွာလာသွားကြဆုပ်စိတ်မြန်လက်မြန်ရှိတော့အဘနိုင်တွင်းနဲ့သူထားလိုက်ရမှာ နေမမြင့်မိမှာပဲတိုကျိုတန်းရွာတော့ရောက်သွားပါလိမ့်အဘနိုင်တွင်းပြောတော့အငင်းစာကျောင်းဆရာကြီးဆိုတော့တက်ကြီးရွယ်ကိုတယောက်နဲ့ဆက်ဆက်မြိုက်ဆုံတွေ့ကလက်တစ်ဖက်ပြန်နေရုပ်ထုကြောင့်ပြောပြလိုက်တာနဲ့ အလုံးစိတ်ပြတ်ဖွယ်ရာကောင်းတော့ဆက်လန်းတပုတ်အောင်ဆရာကြီးထံမှာကြားရပါတော့တယ်။ကိုလေလွန်ခဲ့တဲ့35နှစ်လောက်တုန်းကမှဘက်ကန်းတင်ချောင်းအထက်တန်းကျောင်းမှာကျောင်းဆရာကြီးလုံရင်ကတိုင်းရင်သမားဆေးဆရာကြီးပြောပြလို့တီထားတာကွာ သူလိုက်ပြတဲ့နှကုန်းဆိုတာကိုလေစစ်တောင်းမြဝဘေးကနှစ်ဖူးပေါ်မှာရှိတဲ့ကတိပင်ကြီးအောက်မှာကိုတွေ့ဖူးခဲ့ပါလေကွာ အခုခမည်းတော်ပြောသလိုနတ်ရုပ်ထုကတော့ တရုတ်တဲ့မဟုတ်ဘူးကွမင်းသားနဲ့မင်းသမီးပုံစုံတွဲဆိုပါတော့ဒါပေမဲ့အစိမ်းရောက်နန်းတွင်ဝစ်စုံနဲ့မင်းသမီးရုပ်ထုကတော့ကြက်တည်းရှိပြီးအတော်လှပတာဗျအင်းအကြည့်ရတယ်လို့ပြောရမှာကမင်းသမီးဖြစ်တဲ့နန်းရုပ်ထုရဲ့ညာဘက်လက်တစ်ဖက်လုံးဝမပါပဲအရင်ကောက်ပြက်နေရတိတ်ကိုထူးကြတယ်ဗျအဲ့ဒီနန်းရုပ်ထုနှစ်ခုရဲ့အကြောင်းကိုတော့ တိမ်ချောင်းရွာက လူကြီးသူမတွေကဒဏ္ဍာရီတခုလို့ပြောကြတာကိုလေကိုကောင်းကောင်းမှတ်မိထားခဲ့ပါတယ်ဒီလိုပြဟန်တာရီခင်နောင်းပိုင်းကားလို့ဆိုပါတယ်စစ်တောင်းမြေဝအနောက်ဘက်ကန်အခုတော့တိမ်ချောင်းရွာနေရာမှာကြုံစိန်ဆိုတဲ့မျိုးငယ်လေးတစ်မျိုးရှိခဲ့တဲ့ကြောင်မျိုးနာမည်ကြုံစိန်ဟာမွန်ပါရာဖြစ်တာကြောင့်မြန်မာလိုဘာသာပြန်မာကစင်ကြုံမျိုးလို့ခေါ်ကြောင် ဆရာကြီးကပမာဏရှင်းပြပါတယ်။ကျုံစိန်မြို့ရဲ့မြို့တကြီးမှာခေါင်နှုတ်ဆိုသူဖြစ်ပြီးအဲ့ဒီမြို့သူကြီးမှာတော့ချော်မော်လာပါရဲ့သမီးပြိုတယောက်ရှိရာသူမရဲ့အမိမာတော့တလထောဆုံးလို့ဆိုတယ်။စစ်တောင်းမြကန်တော်ကြီးထဲမှာတော့စင်ပိုင်းရမကြခနာရောက်လာတဲ့မင်းနေပြီးမှအင်ရှင်မင်းသားဖြစ်သူတမိုင်းကုန်းဗလိုင်းဟာကျုံစိန်မြို့တကြီးအိမ်မှာပဲဝင်ထွက်တဲခုံရင်က တလက်ထော်ဆိုးနဲ့တွေ့ကမကြခင်မှာချစ်ကြိုက်သွားကြတယ်အဲ့ဒီလိုအိမ်ရှိမင်းသားနဲ့မြို့တကြီးသမီးတို့ချစ်ကြိုက်လာကြတာဟာကာလကြာတဲ့အခါမှာတော့မင်းသားဟာသူ့ရဲ့ကျင်းရတော်အဖြစ်တလက်ထော်ဆိုးကိုသာတင်မြောက်မိဖြစ်ကြောင်းဖခမဲတော်ဟာရှောက်ထားတာတူသေးတော်သားတော်ဖြစ်တာကြောင့်ငင်းဆန်လိမ့်မည်မဟုတ်ကြောင်းဖခမဲတော်ထံမှ ခွင့်ပြုချက်ရ၍အကျိုးတော်လွှတ်ရင်တပါးနဲ့လိုက်လာရင်မှားကြပြီး မင်းသားသူ့အားပိုးယုံကြည်စေရအတွက် သူ့အမြတ်တနုဝစ်ဆင်ထားတဲ့နဝရက်လက်စွပ်ကြီးဟာချုပ်ကတက်လက်ထောဆုံးရဲ့ညာဘက်လက်ခလဲမှာဝစ်ဆင်ပေးခဲ့တယ်လို့ဆိုတယ်။ဆရာကြီးမှဆက်၍ပြောပြရမှာမင်းသားဟာနေပြီးတော့ပြန်ရောက်တာနဲ့သူ့နဲ့တက်လက်ထောဆုံးတို့ရဲ့ဂရိကဝတ်အကြောင်းကိုဖခင်မဲတော်ရှောက်ထားခွင့်ပန်းခဲ့ရာ အလွန်ပရိရဲ့ကြွယ်ဝသောဘရင်ဖြစ်သည့်အရှောင်းစင်းစောင်းအုံးကြီးကဒေါသစိတ်ကိုမြှုပ်သက်၍ ဟန်မပြတ်ပင်နေခဲ့ပါတယ်။မကြာခင်မှာပဲပုဂိုးရုံမပေါ်မှာပုံကံမြင့်သူများလူစုလူဝေးနေသောတရင်ရည်ဆိုကတားတော်အင်ရှင်မင်းသားနှိမ်နေရန်စစ်တီဖိုးပါများနဲ့ဆေးလွတ်လိုက်တယ်လို့ဆိုပါတယ်။အဲ့ဒီလိုအင်ရှင်မင်းသားစစ်ထွက်နေချိန်မှာပြည့်ရှင်မင်းသားဟာအပြူတော်များကိုကြုံစင်မြို့သို့ဆေးလွတ်လျက်ဖာခင်မဲတော်ရဲ့ခွင့်ပြုချက်နဲ့ကျင်းရတော်တင်မြောက်ပွဲကျင်းမမီဖြစ်အကျိုးထောက်ထားသူများနဲ့လိုက်လာရန်အင်ရှင်မင်းသားမှဆေးလွတ်လိုက်ဟန်ပြေမှာကြလိုက်ရာ တက်လီထောဆွန်လည်းယုံကြည်လိုက်ပါလာခဲ့ပါတယ်။အင်းရှင်မင်းသားရဲ့ကျင်ရတော်လောက်တက်လက်ထောင်းဟာတင်ဆောင်လာတဲ့ဝေါ်ရင်ဟာတော့မြို့တကားဝါရောက်လာတာနဲ့ကျူတင်ဆောက်စားလျက်ရှိကြတဲ့စစ်တီများလည်းတက်လက်ထောဆွန်ဟာတုံ့နှုတ်ဖန်းစီကပြည့်ရှင်မင်းရဲ့ရှေ့တော်မှာတို့ခေါ်ဆောင်လိုက်ကြပါတယ်။နန်းတွင်အစင်လာမရှိပဲတောသူမှာအကျင်ရမြောက်မီဆိုတော့သားတော်ရဲ့ရှောက်ထားချက်ကိုကြားစီကပင်မင်းဟောင်းတောက်လျက်ရှိတဲ့ပြည့်ရှင်မင်းဟာတော့ တက်လက်ထုံးဆောင်ရဲ့ညာဘက်လက်ကလေးမှာသားတော်အားသူကိုယ်တိုင်အမျက်သနိုးဆင့်မေးထားရဲ့နရက်လက်စုပ်ကိုမြင်လိုက်ပြီဆိုရင်ပင်ပိုးရဒေါသထွက်အမျက်ကြီးလာရမှာနင်းတို့တောသူအရင်ဆိုင်နဲ့ဒီလက်စုပ်ကတန်သလားနင်းအလကာမကုံနဲ့ငါသားတော်မြှုပ်ဆဲပြီးလက်စုပ်ကိုခိုးယူတာမဟုတ်လားအဲ့ဒီလိုဆိုကပြည့်ရှင်မင်းကိုယ်တိုင် လက်သုံးတော်သားနဲ့တက်လက်ထုံးဆောင်ရဲ့ညာဘက်လက်အားလက်မောင်းရင်မှာတိတ်ကနေဖြက်ပြစ်လိုက်တယ်လို့ဆိုပါတယ် ပြီးမှအထင်းတော်တူကိုလက်ပြက်ကြီးမှာနရက်လက်စုပ်ကိုချစ်ယူစေကနန်းနာရှိမွေတို့ဖြင့်စေကြောရင် စေခန်းလိုက်ကြောင်းဆရာကြီးကစိတ်မချမ်းသာဟန်ဖြင့်ပြောပြခြင်းဖြစ်ပါတယ်။ပြည့်ရှင်မင်းရဲ့ဒေါသဟာလက်တစ်ဖက်ဖြတ်ပြုံနဲ့ပြင်းငင်းသွားခြင်းမရှိသေးပဲတတိလီမင်းမျိုးလက်ရှိရဲ့တက်လက်ထောဆွန်ဟာမျိုးပြင်တစားဖြင့်တုတ်တန်ကုန်းမှာဆွန့်ပစ်ထားရန်စေခိုင်းလိုက်ပါသေးတယ်။အဲ့ဒီတဲ့ရင်ကိုမင်းသားရဲ့လူယုံမြင်းစစ်တီတူက ချက်ချင်းပဲမင်းသားထံသွားရပြီးရှောက်သားပြန်ရမင်းသားညာတွင်ချင်းမှာပဲမြင်းဖြစ်ဒုံဆိုင်လာပြီးနန်းတော်ထိုက်တို့မဝင်တော့ပဲတုတ်တန်ကုန်းမှာမင်းမျောလဲရှိရဲ့တက်လက်ထောဆင်းကိုမြင်းမော်တင်ကကြုံစင်မျိုးစီတို့ဥတီထွက်ပြေးခဲ့ပါတယ်အဲ့ဒီအကြောင်းကို ပြည့်ရှင်မင်းတိရာနဲ့ဘိုးဘာစစ်တီများကို အမြန်လိုက်ပြီးဖမ်းဆီးစေရန်အမိန့်တော်ချမှတ်လိုက်ပါတယ်အဲ့ဒီလို ပြည့်ရှင်မင်းရဲ့အမိန့်ဖြင့်စစ်တီများကညာတက်ပြီးလိုက်တကယ်တို့မင်းသားရဲ့မြင်းကလည်း ဖုံးတထောင်ထောင်ထအောင်ရှေ့မှာဒုံဆိုင်ပြင်းနေစဉ်စစ်တားမြက်ကန်နှစ်ဖူးပေါ်ရှောက်သွားတော့အရှင်ပြင်းပြင်းနဲ့တက်လက်ချမ်းစစ်စစ်နေတော့မြင့်ရဲ့အသားစီကြောင့်ပြေးလန့်ပိတ်တလို့ဖြစ်သွားပါတယ်အဲ့ဒီချိန်နောက်မှလိုက်လာကြတော့စစ်တင်ညာရဲ့မြင်းအုပ်ကြီးဟာပါးဆောက်တရံဝိုင်းလိုက်ပြီးမှတဖြည်းဖြည်းချင်းကန်လာကြတာကြောင့်အရှင်မင်းသားနဲ့တက်လက်ထောဆွန်တို့ရဲ့စီးလာတဲ့မြင်းဟာလမ်းဖြတ်သွားသည်လားဒါမှမဟုတ်အဖမ်းတော့မခံလို့ တည်ရင်လည်းချစ်သူနှစ်ယောက်အတူတည်ကြမည်ဆိုသောဆုံးဖြတ်ချက် ဖြစ်သည်လားမဆိုနိုင်ကန်းနှစ်ဖူးမှနေ၍မြေရဲတို့လွားကနေခုံဆင်းသွားသောမြင်းနဲ့အတူချစ်သူနှစ်ဦးပါပွေးပိုက်လျက်သာပတ်သွားပါတော့တယ်။လမ်းမိုင်းကဖြစ်တဲ့အပြင်ရေစည်းတန်တော့မြစ်ဖြစ်သောကြောင့်မိုးလင်းချိန်ထိရှာဖွေကြသေးတော့လေမိတိရဲ့ရောင်များမတွေ့ရတော့မှစစ်တီများလက်လျှော့၍ပြန်သွားကြကြောင်းကိုဆရာကြီးမှပြောပြနေစင်ပါပဲ။ကျွန်တော်ရဲ့တကူလုံးချက်သိမ်းမွေးညင်ထောင်လာရဲ့အထိ ဝမ်းလည်းနှမျောတယ်လို့ခန့်စားလျက်ရှိပါတယ်။ဒီအကြောင်းတွေကိုပြည့်ရှင်မင်းကြားသိရတော့ဝမ်းနဲ့ပက်လက်ဖြစ်ပြီးနောင်နာတရားပါရလာရဲ့ထင်ပါရဲ့။ကိုတော်တိုင်ကျုံစင်မျိုးကြွားချီတော်မူလာပြီးဖုံးတော်ကြီးတွေကိုပင်ရှောင်းဆုံးခတ်အမြပေးဝေရာကြီးလောက်ရုံမကပဲတားတော်နဲ့တလက်ထော်ဆုံးတို့မြင်းနဲ့တူခုံဆင်းထားတဲ့မြက်ကန်တဖုကကတိပင်ကြီးအောက်မှာနှက်ကွန်းတစ်ခုဆောက်နှစ်တောင်လောက်ရှိတဲ့ချစ်တူနူရဲ့ရုပ်ထုတွေကိုပါထူးဆစ်စေပြီး နှက်ကုံးမတင်ထားစေတာလို့ပြောကြတယ်ဗျဒါပေမဲ့တက်သားရုပ်ထုတွေထုတ်ဆက်တော့တက်လက်ထောဆုံရဲ့လက်နှစ်ဖက်အစုံနဲ့ဆိုပဲပြေးရှင်မင်းလည်းနေပြီးတော့ပြန်သွားရောနောက်တနေ့မိုးလင်းမှရွာသားရဲ့တတိထားမိလိုက်တာကညာဘက်လက်တစ်ဖက်တုံးတကြီးပြတ်နေရတယ်ဗျဒါနဲ့ပဲနတ်ရဲ့အလို့ကြအတိုင်းအစင်ဆက်ထားခဲ့တာကြောင့်အခုလိုပဲလက်တစ်ဖက်တည်းရှိနေရလို့ရွာကလူကြီးသူမကြီးပြောကြတော့မယ်ဗျ အငိမ့်စာကြောင်းစရာချင်းနေနဲ့ဘလို့ပဲပြေဆုံးလာရှင်းပြပါစေတဲတို့ပြန်ရောက်ချိန်ထိကျွန်တော်ရဲ့စိတ်ထဲမှာတော့အရာတခုခု လုံနေသေးတကယ်တော့မတင်မကြားခံစားလျက်ရှိပါတယ်ကျွန်တော်တို့တွေ့ရှိခဲ့ဒီမှာမိမပြိုရဲ့ရုပ်ထုတရုပ်တည်းဖြစ်ပါလျက်နဲ့ကျန်တဲ့မင်းသားရုပ်ထုအားကျွန်တော်တို့တောင်မြေနဲ့ရှာဝေသေးတော်လဲအစနာပဲမတွေ့ရဒီမှာစဉ်းစားစရာပါဆွဲလန်းမနေပါနဲ့ရောမောင်းပေးရမင်းပြောတဲ့မင်းသားရုပ်ထုအား ကမ်းပြူလိုမျောလာတဲ့အထိပါမလာပဲဟိုဘက်ကမ်းမှာတင်ကြံခဲ့ရလေဖြစ်ချင်ဖြစ်မှာပါတကယ်အသက်ပေးချစ်သူတွေမှန်ရင်တော့သူတို့ရုပ်ထုနှစ်ခုပြန်ဆောင်ကြအောင်မှာပါကွာကိုင်ကိုင်ရေတက်ချိန်မှာတော့ဟိုဘက်ကမ်းငါးဖက်လေးတွေဒုဘက်ကမ်းမှာလာနာတဲ့အခါဒီလက်တစ်ဖက်ပြတ်ရုပ်ထုကိုဟိုဘက်ကမ်းကတင်းချောင်းရွာကိုမင်းကိုယ်တိုင်သွားဖို့လိုက်ကြလားဒါမှတို့လေစိတ်ရှိရှိနဲ့လဲတဲ့ဝိုင်းမို့လုံနိုင်မှာမဟုတ်လား ခေါင်းဆောင်ဖြစ်သူအပနိုင်တုံးတိုက်သွမှုပြုတ်ရင်လေအိမ်မက်ထဲမှာမင်းသမီးရဲ့ဆန္ဒအားဖြည့်ဆွမ်းပေးတဲ့အနေနဲ့လက်တစ်ဖက်ပြတ်ရုပ်ထုအားကျွန်တော်ကိုယ်တိုင်သူ့နေရာကြောင့်ပြန်မှုပေးမယ်လို့ဆုံးမြတ်ထားပြီးသားဖြစ်ပါတယ်ဘလို့ပဲဆိုစေ အချစ်နဲ့ပတ်သက်ရင်တေသူရှင်မကသစ္စာရှိနေကြဖြစ်တော့တမိန်ကုန်းပလိုင်နဲ့တလက်ထောဆွန်းတို့ဇလန်းကလမ်းမောက်ဖွဲကောင်းသလားအားချောက်ဖွဲလည်းဖြစ်တယ်လို့ဆိုရပါမယ်အပနိုင်တို့ပြောတဲ့ကဲတော့ အမှန်တကယ်အသက်ပေးသူများမှန်ပါကတမိန်ကုန်းပလိုက်နဲ့တလက်ထောဆွနုနှုတ်ပြန်လဲဆွန်တွေးကြရင် အခွင့်လဲရှင်သေးတယ်ဆိုတော့စကားကျွန်တော်ကျင်းမဲ့ယုံကြည်လျက်ရှိပါတယ်ဒါပေမဲ့ဤများတစ္ဆာကြည့်ကြလျက်ကတ်တပတ်ပြုံယုံနဲ့ရုပ်တုနှစ်ခုတကွဲတပြားဖြစ်သွားကြသည်ကိုကြည့်ရင်မြင့်တာကန်နှစ်ဖက်လုံးပြုတ်ခဲ့ပြီးတော့ကျွန်တော်နဲ့ခင်မြတန်းတို့နှစ်ယောက်ပြန်လဲဆွန်တွေးကြမိရှိဟာဝေးစရက်ဝေးရံသာရှိတော့ဒီမဟုတ်ပါလားပြိတ္တများရှင် အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာမင်းရွှေသိန်းစင်းကြရေးသားထားတဲ့တော်ရမြေမှာလွမ်းထန်နိုင်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစားဆုံးကိုတင်ဆက်ပေးခဲ့ဖြစ်ပါရဲ့ရှင်ဇာတ်လမ်းလေးကိုနားဆင်ပြီးပြီဆိုတော့ကျမတို့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေရှင်နောက်နေ့တွေမှာလည်းဘလို့ဇာတ်လမ်းလေးတွေကိုတင်ဆက်ပေးမယ်ဆိုတာစောင့်မျှော်ကြည့်ကြအားပေးကြပါဦးနော်ကျမတို့ channel လေးမှာ တင်ဆက်ပေးနေတဲ့ဇလန်းမြောင်နားဆင်ရင်ပရိသတ်များအလုံးဘဝမောတွေပြေပြောက်နိုင်ပါစေလို့ကျမတို့ channel လေးမှာ စုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်။